မမင်းသမီးဘယ်ထောင်းမှမလို့ဟာโอเคโอเคโอเคอืมๆပြန်ဟောချက်ချင်းချက်ချင်းอยู่ဒီကိုင်းဖြစ်သွားဟာအဲ့ဒါတလားတော့မရှိသေးဘူးမရှိဘူးမပြောတေးဥဆောင်တင်းဟောလို့တာမင်းသမီးလို့တာမင်းသမီးလို့တာမလားအင်းမနေရလားမပြောဘူးမပြောဘူးကာရဲ့အနေနဲ့ဘယ်တော့မင်းသမီးအနေနဲ့နော်ဆောင်ရတာဒါပထမဆုံးပါဘူးပါကွယ်ထားဒီကားမှညီမလေးမင်းသမီးလေးအိုကေအဲ့ဘယ်သူတင်ပြရဟာဘယ်သူပြောရလဲ ဒါလေဟိုကောနော်တင်ရတော့မဟုတ်ဘူးကိုခိုင်းရအာအမကတော့ရင်ကျူးသားတယ်ထင်အောင်မထင်ရအောင်နော်ဒီဒီသူ့အလူကောင်လေးနဲ့အလောက်ကြီးအဲ့လိုအကျော်တင်ပြီးတော့ကျူးစားလိုက်မယ်လို့တော်တော်ကျူးစားတာပါ တော်တော်ကျူးစားတာပါကျေးဇူးပါ จอดินจอดินน่ะดิโหลบาตูตะคู่กูโหลงมั้ยဆိုလို့ရှင်ตูไม่ผิดผิดအောင်ตูลงมั้ยဆိုတဲ့ဟာမျိုးပေါ့ဘယ်လိုအနောက်ချက်ပဲလာလာตูကတော့ဇွဲမလျှော့ဘူးဆိုတဲ့ဟာမျိုးตูဖြစ်အောင်လုပ်มั้ยဆိုတဲ့ဟာမျိုးตูมาတွေ့ရတယ်တွေ့ရတယ်အပြင်ကျွန်တော်တကယ်လဲလက်တွေ့လေ့ကျင့်ကြတဲ့အခါတွေ့ရတဲ့အခါမှာလဲပြီးတော့စကားတွေပို့ဖြစ်လာပို့ပြောဖြစ်လာတဲ့အခါကျတော့သူ့ရဲ့ငကို အဲဒီနောက်ဟိုနောက်ဘက်ကသူစူးစမ်းခဲ့ရတာတွေအခုချင်းစီဆုလိုက်လို့ရှင်။အော်သူမဖြစ်ဖြစ်အောင်အကုန်လုံးစူးစမ်းခဲ့ပါလားအကျော်တင်းပြီးတော့ဘာနောက်ဆက်ပဲရှိရှိလုပ်ခဲ့ပါလားဆိုတဲ့ဟာကိုသတိထားမိတာ။ AAPX Creation မှာလူပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းတောင်းရများနှင့်အခြားသောစီစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ AAPX Creation မှာတောင်းရများထည့်သွင်းလိုပါကဖုန်းနံပါတ်39996569849ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ဟုတ်ပါတယ်။ မဟုတ်ပါဘူးဟုတ်ပါတယ်ဟုတ်ကျွန်တော်တို့ program နေအဲမဟုတ်ကားရိုက်နေနေပြောတာလေကားရိုက်နေနေကားရိုက်နေနေအနောက်မင်းသမီးအနေနဲ့နော်ဆောင်ရတာဒါပထမဆုံးပါဟုတ်ပါကွယ်ထားဒီကားမှာညီမလေးမင်းသမီးလေးအော်ကေဟဲ့ဘယ်သူတင်ပြရဟာဘယ်သူပြောရလဲဒါလေဟိုဟာပေါ့နော်တင်နေတော့မဟုတ်ဘူးဟုတ်ပါကိုခိုင်ရဟာဟုတ်တယ်ဒါပေမဲ့ तू อ่ะသူ့ကိုယ် तू အဲမင်းသမီးလို့မခံယူပါဘူးတဲ့တရုတ်ဆောင်တယောက်နေနဲ့ပဲခံယူပါတယ်တဲ့ဒီကားမှာတော့အဲမင်းသားရင်းနဲ့ ဟိုလိုပေါ့တာဝန်ပြီးပုံဖော်ခွင့်လာအဲဒါပေါ့အဓိကအဓိကအဓိကတရုပ်ဆောင်လို့ပြောမှာပေါ့နော်ဒီကားရဲ့အဓိကတရုပ်ဆောင်ပေါ့ကျွန်တော်ကတော့ကြောင်းတည်းတိတ်ပြောင်းပြောင်းပြောပြလိုက်တယ်နော်မမကြည့်တိတ်မပြောချင်တော့နိုင်ပါလေနော်မင်းသမီးမဟုတ်အဓိကတရုပ်ဆောင်ဟိုတိတ်တော့မကြသေးပါဘူးဒါကဖွင့်ချပြရတယ်တော့တောင်းပြီးမှကျွန်တော်တို့တိတ်သွားရမုံဝဲသွားတယ်လေအမမင်းသမီးဘယ်ထုံးမှမလို့ဟာโอเคโอเคโอเคอืมอืมပြန်ဟောချက်ချင်းချက်ချင်းอยู่ဒီကားပြဆိုဟာအဲ့ဒါတလားတော့မရှိသေးဘူးမရှိဘူး ောတေးဥဆောင်တင်းဆောင်လို့တာမင်းသမီးလို့တာမင်းသမီးလို့တာမလားအင်းမမတ်နေရလားမသိဘူးဘာပြောအမအနေနဲ့ကြာတော့ဥဝင်းထုတ်ကြိုက်တာလည်းပါတယ်ကျွန်တော်တို့ကြိုက်တဲ့ဟာဆိုလို့ရှိရင်တော့အားကြိုးစားတဲ့ဟာတစ်ခုပေါ့အဲဒီအောင်မြင်နေတဲ့လူတွေကယူရန်အောင်မြင်တာမျိုးမဟုတ်ဘဲနဲ့သူတို့မနောက်ပိုင်းမှာအကြောင်းပြချက်တစ်ခုရှိတယ်အမရဲ့ အနောက်ကအကြောင်းတစ်ခုဆိုလို့ရှိရင်တော့စူးစမ်းတာဖြစ်ပါလိမ့်မယ်အမကတော့ရင်စူးစမ်းတယ်ထင်အောင်မထင်အောင်နော်ဒီဒီသူ့အလူကောင်လေးနဲ့အလောက်ထိအလိုအကျော်တင်ပြီးတော့စူးစမ်းလိမ့်မယ်လို့တော်တော်စူးစမ်းတာပါတော်တော်စူးစမ်းတာပါတော်တော်ကလည်းဒီဇလန်းကလည်းအခုမှစရိုက်မှဖြစ်တဲ့ကြောင့်မလို့စကားအောင်တော့ကောင်းအောင်ပြောချင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကဒီကြတာတစ်ခုကတော့ထဲမှာပါတဲ့အမတရတဲ့စူးစမ်းတာမျိုးမဟုတ်ဘဲနဲ့ထဲမှာပါတဲ့ဒေသဆောင်အားလုံးကစူးစမ်းတာစူးစမ်းမှဖြစ်ပါတယ်ကျွန်တော်တို့ တာဝန်ယူဖို့အတွက်ကျွန်တော်လုပ်နေကြတာဟုတ်ကဲ့အမှုပညာရဲ့အစီအမံရဲ့အစီအမံတွေပေါ့နော်အဲကျွန်တော် training တခြားမှာလည်းတင်ပေးတယ်ကျွန်တော်လေ့ကျင့်တဲ့အခါမှာဆိုရင်ကိုညီဆိုလည်းကျွန်တော်ဒိုရာလေးပြောပေးတယ်အဲသူအောင်ဆိုရင်တော့ဇင်းတို့ဒါမအတူနဲ့ဆိုရင်ပို့ပြီးတော့ဒီဇင်းတို့ဒါလည်းလေ့ကျင့်ရတယ်ပို့ပြီးတော့များဆိုတော့ သူလည်းဈေးကိုလိုအပ်ချက်တွေအမဘယ်လိုဘယ်လိုသူနဲ့အချိတ်ဆက်ဘယ်လိုမျိုးရှိရမလဲဆိုတာမျိုးလေးပေါ့နော်ကက်မရှင်လေးအောင်လည်းအများကြီးတင်ပေးရဲအိကဟိုပေါ့နော်အစင်းအတွက်လည်းဒီဟာကတာဝန်လည်းကြီးရဲမတ်ဂျိုးဆိုတဲ့ character ကလည်းတာဝန်လည်းအရင်ကြီးရဲအားလုံးကလည်းတံမိုးထားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့်ပုံဖော်တဲ့အခါမှာကိုတရားအတွက်နဲ့ဒီဟိုဇလန်းပုံဖော်တဲ့အခါမှာတခခုဖြစ်သွားမလားဆိုရယ်စိုးရင်ဒီလိုချင်းအငြင်းအပြည့်ရှိရှိနေရယ်ပေါ့နော်အခုကြည့်လဲရှိနေရဆိုတော့လေအဲ့တော့အားလုံးလက်တွဲခေါ်ပြီးရဲ့အတွက်လည်းရှင်အရန်ဟိုပျော်ရယ်ပေါ့နော်ဒီနေ့စူးစမ်းခွင့်ရတဲ့အတွက်ကြောင့်ရှင်စူးစမ်းမှာပါဟုတ် จอร์ดินจอร์ดินนาดีလို့ပါသူတခုခုဟိုလုံမယ်ဆိုလို့ရှိရင်သူမဖြစ်ဖြစ်အောင်သူလုံမယ်ဆိုတဲ့ဟာမျိုးပေါ့ဘယ်လိုအနောက်ချက်ပဲလာလာသူကတော့ဇွဲမလျှော့ဘူးဆိုတဲ့ဟာမျိုးသူဖြစ်အောင်လုံမယ်ဆိုတဲ့ဟာမျိုးသူမှတွေ့ရတယ်တွေ့ရတယ်အပြင်ကျွန်တကယ်လဲလက်တွေ့လေ့ကျင့်ကြတဲ့အခါတွေ့ရတဲ့အခါမှာလဲပြီးတော့စကားတွေပို့ဖြစ်လာပို့ပြောဖြစ်လာတဲ့အခါကျတော့သူ့ရဲ့ငကို အဲဒီနောက်ဟိုနောက်ဘက်ကသူစူးစမ်းခဲ့ရတာတွေတခုချင်းတွေဆုလိုက်လို့ချင်းအော်သူမဖြစ်ဖြစ်အောင်အကုန်လုံးစူးစမ်းခဲ့ပါလားအကျော်တင်းပြီးတော့ဘာနောက်ဆက်ပဲရှိရှိလုပ်ခဲ့ပါလားဆိုတဲ့ဟာသတိထားမိတာအဲဒါဒါကခုနကဒီအခုသူ့ကိုပဲချီးမွမ်းနေတာပါအဲတကယ်တမ်းကကျွန်တော်တို့လည်းအောက်ကျက်တက်ခဲ့ရအဲအနေထားတစ်ခုကလည်းစူးစမ်းရုံးကပြီးတစ်စင်းချင်းတက်လာအားလုံးပါအားလုံးပါတော့ဒီဟိုင်းနဲ့စူးမီရတော့ရှိပါခုနေသလိုရှင်လည်း အဲတရားဥပဒေတော့မတူတာပေါ့နော်ကိုကြီးရဲ့ဖြတ်တန်းလာပုံကိုစဉ်းစားရတယ်ကျွန်တော်သိတယ်။အများကိုစူးစမ်းခဲ့ရတယ်။ဟိုအရှိရအင်တာဗျူးတစ်ခုမှတော့မဖြေထားတဲ့နော်။အမှားကြည့်လိုက်ရတယ်။စင်ငယ်စင်ငယ်လေးပေါ့နော်။အားလုံးကတော့လက်ကူလေးရမျိုးတော့မဟုတ်ပါဘူး။မဟုတ်ဘူး။ဟုတ်တယ်။ဟိုအတိကရတဲ့အခွင့်အရေးတစ်ခုကိုကိုယ်အနေနဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်။ရအောင်ဒါကိုစူးစမ်းခွင့်ရတယ်။စူးစမ်းခွင့်ရှိနေရဆိုတော့စူးစမ်းဖို့။အဲကိုရောမနေ့ကဥပြောသလိုပေါ့။ဟုတ်။အခွင့်အရေးကလူတိုင်းစီကိုလာပါပဲ။အဲရလာတဲ့အခွင့်အရေးကို တည်တည်ချာချာပန်ပန်နေနေနဲ့ကိုကအတုံးချတတ်ပြီးတော့လိုတာပေါ့နော်အဲ့ဒီအတုံးချဖို့ကလည်းကိုကပြင်ဆင်ထားမှရမှာပေါ့နော်ဆိုတော့အဲ့ဒါလေးမနေ့ကဟုတ်ပါတယ်ကိုပြောတဲ့လက်ဆောင်စကားလေးပေါ့မချသေးပါဘူးဒီကနေ့ပထမပွဲမှာအမအောင်ဆိုတော့ကျွန်တော်ကျွန်တော် TV ထဲမှာတော့ကျွန်တော်ခဏခဏကြည့်ကျွန်တော် TV ထဲမှာကြည့်ကြည့်နေရတဲ့ကြည့်ကြည့်ငါအပိတ်ခဲ့ရတဲ့ပေါ့ငငယ်ကလေးကနေအခုကြတော့မှအပြင်မှာအပြင်မှာစုံမှုတာဒါပေမဲ့တကယ်တော့ထင်တော့မထင်အောင် Nice to meet you ထင်တော့မထင်အောင်အပြင်မှာတော့ အချင်းကထပ်ပို့ကြီးရပါဘောကြီးရပါဘောဟုတ်ကဲ့ဒါသူအကိတ်ဆုံးလို့ကိတ်ကြပါလေကိတ်ကြပါအတင်းတင်းကိတ်ကြပါလေကိုထပ်ပို့ကိတ်နေရကိုညီရထပ်တီတီနဲ့အဲတော့ဟိုကအဲတေးဆောင်တဲ့အခါမှာဆိုရင်လည်းအရန်အာယုံဆူးဆိုင်တယ်။မဟုတ်ဘူးမဟုတ်ဘူး။လာမယ်လာမယ်လာမယ်။ချင်းလည်းမခံနိုင်ဘူး။ချင်းလည်းမခံနိုင်ဘူး။ ပြောပြပါမယ်ကြီးဖြစ်ဖြစ်တယောက်ချင်းစီပြောမယ်ခဏစားခဏစားအေးအေးသူ့အရင်ပြောလိုက်ဘုန်းကြီးစားလာပါကျောင်းကအရင်အမအနာအနာကဘာမှပြောတာတော့မရှိဘူးဒီဘက်ပဲအရင်ပြောလဲဒီဘက်ကပြောလဲစာဖြစ်နေပြီဟိုကိုယ့်ရဲ့အကိုကြီးဟာကိုယ့်ရဲ့မောင်လေးပေါ့ ငန်းချက်ဖို့ကောင်းပါတယ်ဇေယျတင်ပေးတယ်တင်ပေးတယ်အခုဆိုလဲဟိုကိုညီဆိုလဲစင်းနေဘလို့ခွဲရတာစားနောက်ပြီးတော့ကိုရေးဟိုဒီဒီဝတ်ဆောင်လေးဆိုဘလို့ပြင်ဆင်ရမလဲဆိုတာကိုညီအဲ့ဒါလေးလည်းဇေယျကိုပြောပြရစင်းသိချင်တာတွေမေးလို့မေးရင်လည်းတိကျလေးပြောပြရတယ်ပေါ့နော်အာဟိုထူအောင်ဆိုလဲဇေယျ ဒီသူနဲ့အစနဲ့ဒီတရုတ်ဆောင်တဲ့အခါမှာဆိုရင်လည်းဘာလိုအပ်တယ်ဆိုတာလေးဒီပြောရင်ဘလို့အချိတ်ဆက်ပြီးရမယ်ဆိုတာလေးပြောရင်အဲ့ဒါလေးချိတ်ဆက်ပြီးပါတယ်ကျွန်တော်အပြင်မှာဆိုလို့ရှိရင်လည်းပြောပြောရှင်နေတဲ့လူဆိုတော့လေအမားနဲ့အရင်အရှိမှစုံခဲ့တဲ့ဟာတွေအားလုံးကျွန်တော်နောက်နောက်ပြောင်းနေပဲနေတာအမားအနေနဲ့ကျွန်တော်မျက်နှာကြီးကိုမြင်ရင်တောင်မှ तू ကကြီးနေတာမနေရူရတယ်ကျွန်တော်တို့အဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့အခက်ခဲဆိုလို့ရှိရင်အဲ့ဒါအဲ့ဒါပေါ့ तू ကကျွန်တော်ကိုမျက်နှာချင်းဆိုင်ပြီးဆိုတော့လေဘာမှမလို့ကျွန်တော်အတီးနေတယ် မအရင် TV program တွေအမအလုပ်တယ်ဆိုကျွန်တော်တို့ invite လုပ်တယ်ခင်သစ်ပြုံမေတို့တခြားတော့ကြီးစင်အဲ့ program တွေကိုကျွန်တော်တို့ကသူတို့ရဲ့အစီအစဉ်တွေလို့ဗျာ guest တွေခေါ်တယ်ဆိုသူတို့ကရိုက်တာသူတို့ရဲ့ခွင်ပေါ့အဲသူတို့ရိုက်အဲ့လိုကျွန်တော်တို့ကျွန်တော်တို့ရိုက်တယ်ဆိုဟိုလိုမျိုးပြောတာပါဟိုသူတို့ပညာပြတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကပညာပြမခံအောင်အဲ့လိုအတင်းအချေတွေပြောတဲ့ခါကျတော့တရားတော့ခွင်ကြော်ကိုဘယ်လိုဖဲ့ကောင်းလဲဆိုစဉ်းစားနေတယ်ဟာတာတွေပေါ့အဓိကဟာတာပါအားလာလေအဲ့လိုမျိုးပြောရင်ပြောရင်လည်းအကျင့်ပါသွားတဲ့ခါကျတော့အမအနေနဲ့တခုခုခုပြောပြီဆိုရှင် ကိုယ့်ရဲ့အားနေချက်နဲ့ဟာသအကွက်တွေကိုလည်းကြည့်မိတယ်လို့ဖြစ်နေတာอืมကျွန်တော်ကတော့ jam နေတာပါပဲဟုတ်ကဲ့သိပါတယ်ဆိုတော့အခုဒါတစင်နဲ့လေအဲပထမအဆုံးဆုံးရတဲ့ကားရဲ့အနေနဲ့ဆုံးရတဲ့ဆိုပေမဲ့လေအဲခုနပြောလို့သူ့ရဲ့စူးစမ်းအထောက်မှုတွေကမြင်နေရတယ်အဲကားရဲ့တဲ့ခါမှာလေအဲဒီထက်ပိုပြီးတော့ကောင်းလာမယ်လို့လည်းကိုမျှော်လင့်ပါတယ်သူလည်းတကယ်စူးစမ်းနေတာပါဆိုတော့ပြီးတော့ထူအောင်ပြောချင်တာထူအောင်အရင်တော့ကလည်းလုံးဝမတူပါဘူးအခုအခုဒီကားမှာဒီဒီကိုတို့အဲ pre-production လုပ်တဲ့အချိန်မှာလည်းသူကိုစိုးရင်နေတဲ့ဟာလေးတွေရှိတယ်ကိုစိတ်ထဲမှာသူထုတ်တော့မပြောမိတဲ့ဟာလေးရှိတယ်ဒါပေမဲ့ ဒါတွေအကုန်လုံးကအခုရန်ကောင်းနေတယ်အားရတယ်ဆိုတဲ့အခါကျတော့ဒီကားလေးကကိုတို့အဲတက်ညီလက်ညီနဲ့အောင်မြင်မြင်နဲ့လက်ကူပီးစီသွားမယ်လို့ကိုအခုတွေကယုံကြည်တယ်ဒီကားလေးလည်းအောင်မြင်မယ်လို့လည်းယုံကြည်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့မက်ဂျိုးကိုဘယ်လိုပြောရပါလဲရုတ်တန်ဇလန်တွဲလေးကိုကျွန်တော်တို့ရိုက်ကူးတဲ့ခါမှာလည်းပဲအခက်ခဲနောက်ရှင်းမရှိဘဲနဲ့ ဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ဆူတောင်းပေးပြီးတော့ထွက်လာတဲ့ခါမှာဆိုလို့ရှိရင်လည်းအတိုင်းအထက်လုံးပိတ်သက်တွေနေနဲ့ဝင်းရံပေးဖို့အတွက်ကိုကျွန်တော်တို့မောင်နှမ၃ရောက်ကနေပြီးတော့တောင်းဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့လည်းအကောက်ဆုံးပြန်ကျေးဇူးပါမယ်ကျေးဇူးပါခင်ဗျာ EAPX Vision မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းတောင်းရများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ Follow လုပ်ကြပြီးစုပတ်သေးထားပေးပါဦးနော်